ားလုံးပဲမင်္ဂလာပါမချင်းမင်းကနေပြန်လဲကြိုဆိုလိုက်ပါရင်မချင်းမင်းပြည်သက်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Happy 2024ရွေးရှင်လေးပဲဖြစ်ပါရင်စံတက်ခံအဖြစ်ကနေလွတ်မြောက်လာကြတဲ့တိရစ္ဆာန်လေးတွေကသူတို့ရလာတဲ့ super power တွေနဲ့လူသားတွေကိုအဆုံးသတ်ဖို့ကြိုးစားကြမှာလည်းဖြစ်ပါရင်ကေစင်သည်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတဲ့စစ်စစ်တင်ဆက်သူဆက်ပဲဖြစ်ပါရင် ဘစ်ပီရာဆိုတာကတော့ဒန်နိုင်လာနာမည်ကြီးနေတဲ့ပက်ဘောင်တီဟန်တာတယောက်လည်းဖြစ်ပါတယ်။သူ့မှာဟစ်ပေးလို့ခေါ်တဲ့တစ္ဆာရှိတဲ့ဖော်တကောင်ရှိပါတယ်။သူငယ်စဉ်တုန်းကတော့ဟစ်ပေးဟာသူ့ရဲ့ပိုင်ရှင်တွေကိုကြောင်တွေဟန်စတာတွေမျိုးတွေနဲ့တခြားသောပျောက်ဆုံးနေတဲ့အကောင့်တိုင်းကိုငွေကြေးလဲလှယ်နေကိုပြန်ရှာပေးပူပါတယ်။အဲ့ဒီမျိုးသမီးကတော့ဟစ်ပေးကိုဘောင်တီလုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေကိုတင်ပေးခဲ့ပြီးတော့အရင်ကမှကျွမ်းကျင်တဲ့ဟန်တာတကောင်ဖြစ်အောင်လို့လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာငွေတစ်ထောင်နဲ့အိမ်မြောက်တစ်ကောင်ကိုဖမ်းဖို့ကိုအကန့်လန့်ခံလိုက်ရပါပြီ။ဒါပေမဲ့သူတို့ရောက်သွားတဲ့ခါမှာတော့အဲ့ဒီအကောင်ဟာရွှေသားတစ်ချောင်းပါတဲ့မိချောင်းတစ်ကောင်ဖြစ်နေတာကိုတွေ့လဲရပါပြီ။အဲ့ဒီမှာပဲဘာသာဟာမိချောင်းရဲ့အစာဖြစ်ကိုဝါမျိုးခံလိုက်ရပါပြီ။ ဒီဖြစ်ပျက်တဲ့နှစ်တော်တန်ကြာပြီးသွားတဲ့နောက်မှာတော့နျူကလ িয়ার ဆက်ရုံတစ်ခုမှာပီကယ်လို့ခေါ်တဲ့မိုဒီကောင်ကိုပလူတိုနီယံခံတဲ့ကိုရောက်အောင်လို့ပြောင်းလဲကနေကိုအတင်းချခံလိုက်ပါတယ်။ဆက်ရုံအာနာပါနေကတော့ရေဒီယိုတထုကြောမှုကိုဆက်တပ်ဖို့အတွက်ပါ။ဒါပေမဲ့လို့ရေဒီယိုတထုကြောပစ္စည်းတွေနဲ့ထိတွေ့ပြီးသွားတဲ့နောက်မှာတော့ပီကယ်ဟာပလူတိုနီယံကိုယူပြီးတော့အလင်းထွက်နေတဲ့အကြောင်းတုံးကိုသူ့ကိုအတင်းချခံခဲ့တဲ့တိတ်ပင်ပညာရှင်တွေစီကိုပြစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမွေဟောက်ရဲ့ခန္ဓာကိုယ်ဟာညဉ့်ဉန်းသွားခဲ့ပြီးတော့ပန်းရောင်လင်းတွေကထွက်ပေါ်လာခဲ့ပါတယ်။အတင်းဖြစ်လာတဲ့ပုံစံကိုဆက်လို့ရှားတာတဲ့ပီကယ်ဟာလည်းဆက်ရုံကြီးပောက်ကွဲသွားခဲ့နေမှာပဲထွက်ပြေးလိုက်ပါတယ်။ နေနဲ့မှာပြပြကြီးကိုလမ်းလျှောက်နေစမှာပဲပီကက်ဟာသူ့ရဲ့ဗိနာကနေကိုအနီးကပ်ဖြတ်သွားတယ်ပိုက်ကိုတခုကိုမြင်လိုက်ပြီးတော့သူပြစ်လိုက်တာနှိပါဖြစ်သွားတာကိုတတိထားမိပါရင်နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာဟစ်ပစ်ကိုတွေးလိုက်ရပြီးတော့ဒုတိယအကြိမ်ပြစ်လိုက်တာကိုရှောင်ရပါရင်အဲ့ဒီအချိန်မှာပဲဟစ်ပစ်ဟာလည်းပီကက်ကိုဖမ်းဖို့ငှားရမ်းထားတာဖြစ်ပါရင် ဖမ်းခံနီးမှာပဲပြေကက်ဟာလဲသူ့ရဲ့အတန်တန်ခွင့်တွေနဲ့ကိုတိုက်ခိုက်လိုက်ပြီးတော့နောက်ထပ်ပောက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ရပါတယ်။ကန်ကောင်းစွာနဲ့ပိုလီကက်နဲ့ဟစ်ပီတို့နှစ်ယောက်စလုံးကလည်းဒဏ်ရာမရဘဲနဲ့ကိုထွက်သွားခဲ့ရပါတယ်။အဲဒါကြောင့်မို့လို့လဲဟစ်ပစ်မှာသူ့ရဲ့ပြမျက်ကိုဖမ်းဖို့နောက်ထပ်ခွင့်ရရှိသွားခဲ့ပါတယ်။တချိန်တည်းမှာပဲဗီကက်မှာပစ်ကလက်ဆိုတဲ့၃နဲ့၄တဲ့ဆင့်တကောင်သူ့ရဲ့အစ်စ်ဆုံးကားပြမှုကိုသူ့ရဲ့တင်းနေစီယာလင်းရပင်နဲ့အတူစတင်ကိုပြတာပါတယ်။ဆက်စင်ပေါ်မှာမတော်တဆမှုတွေဖြစ်သွားပြီးတော့တဲ့နောက်မှာတော့လင်းရပင်ဟာလည်းသူ့ရဲ့ဂုံတရေနဲ့အစ်စ်တန်အလုံးကိုဆုံရှုံသွားခဲ့ရပါတယ်။ဒါပေမဲ့လို့အခုသူပြန်လာပြီးဖြစ်တဲ့အတွက်ကိုဘော်ဒယ်ရူနဲ့အတူမင်းမရနိုင် ဲ့ပြပွဲတစ်ခုဖြစ်အောင်လို့ကတိပေးထားလိုက်ပါပြီ။ပစ်ကလက်ဟာလည်းသူ့ရဲ့ကားကွက်တွေကိုစပြလိုက်ပြီးတော့ကားပြမှုအတွင်းမှာပဲလင်းရင်ပင်ဟာပါဝင်လာခဲ့ပါပြီ။ဒါပေမဲ့ကားပြမှုအတွင်းမှာပဲသူဟာပူဒရီအားလုံးကိုဖျက်ပြေးသွားခဲ့ပြီးတော့ဆင်းရဲလက်ထဲကိုခုံဝင်ဖို့ကြိုးစားရင်းနဲ့လင်းရင်ပင်ဟာလဲကျသွားခဲ့ရပါပြီ။အဲ့ဒီကားပြမှုမှာသူ့ရဲ့အမှားတွေကိုဝန်မခံဘဲနဲ့ပစ်ကလက်ကိုလည်းပြစ်တင်ပြီးတော့ Open နေနိုင်မှာအားလုံးအဆင်ပြေအောင်လုပ်မယ်ဆိုပြီးတော့အာမခံလိုက်ပါပြီ။နိုင်နေငယ်ကျသွားတဲ့အခါမှာလည်းဟစ်ပစ်ဟာထွက်ပြေးသွားတဲ့အကောင်အကြောင်းကိုမှတတိပေးချက်တစ်ခုရရှိပါပြီ။ တရိတ်ဆန်ခွင့်ရလှူရှားတဲ့သူတယောက်ဟာလည်းဒေတာခန်ဥယျာဉ်တစ်ခုကကိုရာလာတကောင်ကိုလွန်မြောက်အောင်လို့လှုပ်လိုက်တာကိုလည်းသိရပါပြီ။ဟစ်ပစ်ဟာလည်းချက်ချင်းပဲသူ့ရဲ့စကားကိုဆက်နှိုက်ပြီးတော့လက်ဒီကီယာနဲ့ကိုရာလာတို့ကိုတွေးဖို့ကိုထွက်လာခဲ့ပါပြီ။တချိန်တည်းမှာပဲလင်းပင်ဟာသူ့ရဲ့မိချောင်းအဖော်နဲ့တူတူပူဒရီနဲ့ဆင်တွေကိုပြပွဲမစခင်ထိကုန်မှာ channel ကိုထည့်ထားလိုက်ပါပြီ။မျိုးတစ်ခုလုံးကိုလှည့်ပြီးတော့ကိုအားလာကိုရှာဖွေပြီးသွားတဲ့နောက်မှာတော့ဟစ်ပစ်ဟာလည်းဘာတစ်ခုတည်းမှကိုအားလာကိုတွေ့လိုက်ရပါပြီ။ ကွာလာကတော့သူထွက်ပြေးရတဲ့အကြောင်းကိုဥယင်ကိုလာတဲ့ကလေးတွေရဲ့ပြင်းပမဖြစ်ခြင်းဘူးဆိုပြီးတော့ပြောပြလိုက်ပါ යි ။အဲဒီအချိန်မှာပဲဟိပ်ပစ်ဟာလေကွာလာရဲ့ခေါင်းနောက်မှာလော်လီပေါ်လီတစ်ချောင်းကပ်နေတာကိုတွေ့ပြီးတော့ဖယ်ချလိုက်ပါ යි ။မကြခင်မှာပဲလူတယောက်ဟာလေကွာလာကိုလာပြီးတော့ပတ်သက်ပါ යි ။ဒါပေမဲ့လို့ကွာလာကတော့သူ့ကိုတိုက်ခိုက်လိုက်ပါ යි ။ကွာလာကတော့လူတယောက်ကိုဘာကနေကိုပြစ်ထုတ်လိုက်တဲ့အခါမှာခိုက်ရမှုတစ်ခုကနေစပြီးတော့ဘာတွေကဖောက်တယ်တွေအလုံးကလည်းတယောက်နဲ့တယောက်ကိုရန်စားကြပါ යි ။အဲဒီအချိန်မှာပဲကွာလာထွက်ပြေးဖို့ကိုစူးစမ်းပါ යි ။ ဒါပေမဲ့ hippie နဲ့ကို၆မြောင်းနေပါရင်နှစ်ယောက်စလုံးဟာလည်းပြိုင်ပွဲတစ်ခုစားပါရင် hippie ရဲ့လက်ဆောင်မှုကိုခံရတဲ့ gorilla ဟာသူ့ကိုခြေနဲ့ကပ်ပြီးတော့ပြင်ပေါက်ကနေကိုပြစ်ထုတ်လိုက်ပါရင်ဒါပေမဲ့လို့တီလာရှင်တယောက်ရဲ့အကူအညီနဲ့ hippie ဟာလည်း gorilla ကိုဖမ်းမိပြီးတော့သူဖမ်းမိတဲ့အကောင်အလုံးတော့ကိုမှလာစာဖြစ်ကိုတတောင်းရရှိသွားခဲ့ပါရင်လင်းရင်ပင်ဟာလည်းအခန်းကနေကိုထွက်လာတဲ့အခါမှာအိမ်ဆောင်တဲ့တယောက်ဟာလည်းအကောင်တွေကိုကျွေးဖို့ကိုဝင်လာခဲ့ပါရင်သူတို့ကိုမလုပေးနိုင်တဲ့အတွက်ကိုစိတ်ပျက်သွားခဲ့ရပါရင်အဲ့ဒီအချိန်မှာပဲ picklet ဟာလည်းလူတယောက်ကိုတင်းစားတဆောင်ကိုလာပေးပါရင်အဲ့ဒီတင်းစားမှာတော့ latikia dose and go ဆိုတဲ့အကျဉ်းထောင်အကောင်ခံများစွာလွတ်မြောက်အနေအထားလုပ ေးခဲ့တဲ့မျိုးသမီးတယောက်အကြောင်းကပါဝင်နေခဲ့ပါတယ်။ညနေပိုင်းမှာတော့လက်တီကဟာဟစ်ပစ်ကိုဆက်သွယ်ပြီးတော့သူ့ရဲ့လှုပ်ဟာလည်းအကောင်များစွာရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့ဆိုတဲ့အကြောင်းကိုပြပြဖို့စူးစမ်းပါတယ်။ ဒါပေမဲ့လို့ဟစ်ပေးကတော့ဒါဟာသူ့ရဲ့လုပ်ငန်းဖြစ်ပြီးတော့သူ့ရဲ့အလုပ်ကအကောင့်တွေကိုအိမ်ပြန်ပို့ရုံပဲဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ပါရင်အပြန်လှန်စကားပြောနေစင်မှာပဲလက်တစ်ကဟာဟစ်ပေးရဲ့ဘဏ်အကောင့်ကိုဟက်လုပ်ပြီးတော့သူစုဆောင်ထားတဲ့ငွေတွေအားလုံးကိုအကောင့်တွေအတွက်ကိုရန်ကုန်ဝေဖြစ်ကုန်မှခွင့်ယူလိုက်ပါရင်ငွေတွေယူပြီးသွားတဲ့နောက်မှာတော့လက်တစ်ကဟာလည်း pick list ကိုတွားခဲ့ပြီးတော့စင်ကိုအိန္ဒိယကိုပြန်ပို့မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်အိန္ဒိယမှာတော့နေရမယ့်အကောင့်ကိုဘယ်ကိုကမှကိုမှမထွက်သွားသင့်ဘူးဆိုပြီးတော့ပြောလိုက်ပါရင်မတွားခဲ့မှာပဲပူရဲရဲကိုမကြခင်ကိုကဲတင်မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပြီးတော့ pick list ရဲ့လောင်ရင်ကိုလည်းသူ့ရဲ့ကားနောက်မှာကိုချိတ်ကဓာတ်ရိုက်လေးစိတ်ကိုပို့ပို့စီစဉ် 我说：“我……” သူရဲ့စင်ပြောက်သွားတာကိုသိရတဲ့လေယံဘင်းဟာလည်းဟစ်ပစ်ကိုခေါ်ပြီးတော့သူ့ရဲ့ကြီးကျယ်တဲ့ပြပွဲ Open Day နဲ့မစခင်မှာ Piglet ကိုပြန်ဖမ်းဖို့ကိုငှားရလိုက်ပါရင်ဒေါ်လာတန်တန်ကန်လက်ခံရတဲ့ဟစ်ပစ်ဟာလည်းချက်ချင်းလက်ခံလိုက်ပြီးတော့ကွန်ပျူတာကနေ Piglet ရဲ့လက်ရှိအနေအထားကိုစစ်ဆေးပါရင်သူကတော့အိန္ဒိယကိုသွားနေတဲ့လေယံပေါ်မှာရှိနေပြီဖြစ်ကြောင်းကိုသိလိုက်ရပါရင်အိန္ဒိယမရောက်ခင်မှာလေယံဟာလည်းအင်္ဂလိပ်မှာခဏရပ်ပါရင် Piglet ဟာလည်းအစောတစ်ခုကနေစင်ပုံတရံ Hologram ထွက်နေတာကိုမြင်လိုက်ပါရင်အဲ့ဒီအချိန်မှာလည်းစင်ဟာထွက်ပြေးဖို့ကိုဆုံးဖြတ်ပြီးတော့လောင်ရင်နဲ့တူတူလမ်းပေါ်ကိုဆင်လာခဲ့ပါရင်ဒါပေမဲ့လို့လမ်းဖြတ်ကူးနေစင်မှာပဲရင်တိုင်းမှုဖြစ်ပြီးတော့လောင်ရင်ကနေကိုလက်မြောက်သွားခဲ့ပါရင် ်ပစ်ကလက်ဟာလည်းလန်နီဘော့ကိုဆက်လျှောက်ပြီးတော့အစာအုပ်တဲကိုရပ်သွားခဲ့ပါတယ်။သူရဲ့ပုံစံပြောင်းဖို့ကိုအဝယ်စားလဲကန်းတဲကိုဝင်သွားခဲ့ပါတယ်။တချိန်ထဲမှာပဲဟိပေးဟာလည်းလန်နီကိုရောက်သွားခဲ့ပြီးတော့ဆင်ရှားဖွေဖို့တဲလွန်စားတွေကိုစတင်ရှာဖွေပါတယ်။ခဏကြာမှာပဲဟိပေးဟာလည်းပစ်ကလက်ရှိနေတဲ့အစာအုပ်ကိုရရှိလာခဲ့ပြီးတော့သူ့ကိုရှာဖွေဖို့ပိုင်လိုင်းတွေကနေကိုတွားသွားပါတယ်။ ူရဲ့တနက်နေ့ကိုဖမ်းဖို့လုပ်နေတဲ့အချိန်မှာပစ်ကလက်ဟာလည်းအဝယ်လဲကန်းထဲကနေကိုပြစ်ထွက်သွားခဲ့ပါသည်။သူဟာပြသမှုအတွက်ကိုအဆင်သင့်ဖြစ်နေပြီလို့ခန့်စားရပါသည်။အဲ့ဒီအချိန်မှာပဲဟစ်ပစ်ဟာသူရဲ့ပြစ်မှတ်ကိုလက်လွတ်တော့မယ်ဆိုတာကိုသိလိုက်ရပြီးတော့စိတ်ပျက်သွားခဲ့ရပါသည်။ဒါကြောင့်မလို့သူရဲ့နောက်ကိုလိုက်ဖမ်းဖို့ပြေးလိုက်ပါသည်။စစ်စင်ပေါ်ကိုရောက်နေတဲ့အခါမှာပစ်ကလက်ဟာလည်းညနေပိုင်းကားပြမဲ့ပြပွဲအတွက်ကိုစစ်ဝတ်ဆောင်ဝတ်ထားတဲ့လူတွေကိုမြင်လိုက်ပါသည်။သူဟာကားကြီးတဲ့အဖွဲနဲ့တူပါဝင်ဖို့ဆုံးဖြတ်လိုက်ပါသည်။ဟစ်ပစ်သူကိုဖမ်းဖို့ကြိုးစားနေတာကိုတတိမထားမိပါဘူး။တခြားသောဆင်တွေနဲ့တူရှိနေတာကိုစိတ်လှရှားသွားတဲ့ပစ်ကလက်ဟာလည်းကားကြီးတဲ့တယောက်ကိုချိန်ဖတ်လိုက်ပါသည်။ ဒါပေမဲ့လို့အဲဒီကကားကြီးတရင်မနေ့ဖုန်းကိုမတော်တဆကိုဖြုတ်မိသွားခဲ့ပါ යි အဲဒီအချိန်မှာပဲသူဟာလူတွေနဲ့ကိုရင်ဆိုင်နေရတာကိုသိရလိုက်ပါ යි လူတွေဟာလည်းနှစ်ပေါင်းများစွာသူ့ကိုလောင်ရဲကိုထဲထားခဲ့တဲ့သူတွေဖြစ်ပါ යි ကြောက်လန့်သွားတဲ့ Piglet ဟာလည်းဘယ်ကိုမှမသိဘဲနဲ့ပြေးပါ යි Amphitheater ထဲမှာတော့အလားရှင်ပစ္စည်းတွေအလုံးကိုဖျက်ဆီးမိသွားခဲ့ပါ යි ကန်ထရိုက်တက်ကတော့ပစ်ကလက်ဟာလိုက်ပါစီးနင်းဖို့ကြိုးစားပြီးတော့အစာအုပ်ပေါ်တက်ကိုရောက်သွားခဲ့ပါပြီ။အဲဒီမှာစင်ပေါ်ဟိုလိုဂရမ်ကိုမြင်လိုက်ခဲ့ပြီးတော့ထိတွေ့ဖို့ကြိုးစားရင်းနဲ့ပရိုဂျက်တာကိုပြက်စီးသွားစေပါပြီ။မြို့ရလာတရားကိုမြင်ရတဲ့ပစ်ကလက်ဟာလည်းဆစ်လို့ရှာသွားခဲ့ပါပြီ။ပစ်ကလက်ဆစ်မပါဘဲကြည်နေတဲ့အချိန်မှာဟစ်ပစ်ကနေကလာခဲ့ပါပြီ။အဲဒီအချိန်မှာပဲဟစ်ပစ်ဟာစင်နဂါလို့မှာယွင်းခဲ့ပြီးတော့ယုံကြည်စေပါပြီ။သူတို့နှစ်ယောက်ရဲ့နှာခေါင်းတွေ့ဟာလည်းဆင်တူနေလို့ပါပဲ။စကားပြောနေစင်မှာပဲဟစ်ပစ်ဟာလည်းလက်တီကီယာရဲ့မိတ်ဆွေဖြစ်တယ်ပြောပြခဲ့ပြီးတော့လက်တီကီယာကလည်းတခြားသောအကောင့်တစ်ကောင်ကိုကဲပို့သွားရတာကြောင့်သူ့ကိုတာဝန်လွှဲထားတယ်လို့ပြောပါပြီ။ဂျော်ဒီယက်ဆိုသလိုပဲန နှစ်ရာစလုံးဟာချော်လဲပြီးတော့အစာအုပ်ကနေလဲကြဖို့နှိပါဖြစ်သွားခဲ့ရပါတယ်။ဟိပစ်ဟာလည်းသူ့ရဲ့တနက်ကိုကန်ပြီးတော့မြို့တဝမ်းကိုလှည့်ပစ်လိုက်ကာဘတ်စကားပေါ်ကိုဆင်းသက်လိုက်ပါတယ်။သူ့ကိုယ်သူကဲတင်နိုင်သွားပြီမယ်လို့တနက်ပြတ်သွားတာကိုတွေ့ရတဲ့ဟိပစ်ဟာလည်းဒေါသထွက်သွားခဲ့ရပါတယ်။ဒါပေမဲ့လို့သူ့ရဲ့အစီအစဉ်ကိုဆက်လုပ်ဖို့ကိုဆုံးဖြတ်ပြီးတော့လေဆိပ်ကိုသွားဖို့ဘတ်စကားပေါ်ကိုတက်လိုက်ပါတယ်။လင်းရင်မမီခင်မှာပဲဟိပစ်ဟာလည်းစပင်တူးနဲ့ဝက်စားတွေဝတ်ဆင်ပြီးတော့အမျိုးသမီးတစ်ယောက်ဖြစ်ကိုလိုက်နာပါတယ်။ လုံညွေးကိုဖြတ်ပြီးသွားနိုင်တဲ့အခါမှာတော့လင်းရင်ပင်ကိုဖုံးဆက်ပြီးတော့တရင်ကိုပြန်ပြောပါရင်ဟိပင်ဖမျောလင်းထားတာကတော့လင်းရင်ပေါ်မှာပစ်ကလက်အင်တာသွားနေစမှာပဲလက်တီကီယာကပေါ်လာခဲ့ပြီးတော့နှစ်ယောက်စလုံးဟာလည်းတယောက်နဲ့တယောက်ကိုငြိမ်းစည်းများတွေပြစ်ကြပါရင်မိနစ်နဲ့ငယ်ကြာသွားတဲ့အခါမှာနှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်တွေကလှုပ်ရှားမရကိုဖြတ်သွားခဲ့ပြီးတော့ကျန်းပြင်ပေါ်မှာတော်သွားရပါရင်ယူတီအက်ဆိုသလိုပဲပစ်ကလက်ဟာသူ့ရဲ့စားနဲ့ကပ်နေတဲ့အင်တာရှာပွင့်နေတော့မှာပဲအရေးပေါ်ထပ်ပေါက်ဖွင့်လာတဲ့လီဗာကိုဆွဲလိုက်ပါရင်ခီးတရီဟာလည်းလင်းရင်ကနေကိုဆွဲထုတ်ခံရပြီးတော့ဆင်းနဲ့ကိုအတူပါသွားခဲ့ပါရင်ဟိပင်လဲကြဖို့နေပါဖြစ်နေတဲ့အခါမှာပဲပစ်ကလက်ဟာလည်းသူ့ရဲ့အမီးနဲ့သူ့က ိုကင်ထားပေးပါရင်လလီကီယာကလည်းသူတို့နှစ်ယောက်ကိုလင်ရင်ထဲကိုပြန်ဆွဲဖို့ကြိုးစားပါရင်ဒါပေမဲ့လို့ဆင်ဟာလွတ်ထွက်သွားခဲ့ပြီးတော့နှစ်ယောက်စလုံးဟာလည်းအဆုံးရှုံးမရှိဘဲနဲ့ကြာသွားခဲ့ရပါရင်ခီးတဲ့တယောက်ရဲ့စတိုကင်းကိုကင်ထားတဲ့ပစ်ကလက်ကိုမြင်တဲ့ဟစ်ပစ်ဟာလည်းပရန်ချွန်းအဖြစ်ကိုမှသုံးဖို့ကိုစဉ်းစားလိုက်ပါရင်အဲဒါကြောင့်မဲသူတို့နှစ်ယောက်စလုံးဟာလည်းဘေးကင်းစွာကိုဆင်းသက်နိုင်ခဲ့ပါရင်ဒေါသထွက်နေတဲ့ဟစ်ပစ်ဟာလည်းသူတို့နှစ်ယောက်ဘယ်မှမဟုတ်တဲ့အမှိုက်ပုံကြီးထဲမှာညံ့နေတာကိုပစ်ကလက်ကိုအပြစ်တင်ပါရင် ဟေးပစ်ဟာလည်းသူတို့ထွက်ဖို့အစီအစဉ်တွေကိုစဉ်းစားနေစမှာပဲပစ်ကလက်ဟာမြေဝေးတကောင်ထဲကိုမိတ်ဆွေဖွဲ့ပါဤအမှိုက်ပုံထဲကအိုဟောင်းနေတဲ့ပစ္စည်းတွေကိုရွှေ့ပြီးတော့ဟေးပစ်ဟာလည်းဖီကက်ကိုပြန်ပို့ရင်းတစည်းစာဖို့စတင်ပါဤ တွေ့ကြတဲ့မြေခွေးကတော့ music share တခုထဲမှလိုမျိုးပြောနေကြပါရင်မနက်ခင်းမှာ hip hop ဟာလည်း UFO အစိပ်ပိုင်းတွေနဲ့ပြုလုပ်ထားတဲ့ရှင်းကိုအပီးတက်ပါရင် truck ကဘို picklet ကိုခေါ်ပြီးတော့ Mr. Mo ကိုလည်းနှုတ်ဆက်လိုက်ပါရင်ခနာတွင်းမှာပဲ picklet ဟာလည်းဘယ်ကလုတ်ကဘာလုတ်လုတ်လဲဆိုတာကိုသိကျင်စိနေရှင်ရဲ့ခလုတ်အလုံးကိုနှိမ့်လိုက်ပါရင်အဲ့ဒီအချိန်မှာပဲဆင်ဟာလည်းတာပိုင်းတွေကိုစတင်ပြီးတော့ရှင်းကိုအရှင်ဖြင့်တင်လိုက်ပါရင်ခနာတွင်းမှာပဲ picklet ဟာမီတာနဲ့ငယ်အကွာမှာစင်ပုံတရံပူပေါင်းတစ်လုံးကိုပြင်လိုက်ပါရင်အဲ့ဒီကိုရောက်ဖို့ရှင်ကိုရုတ်တရက်ကိုမှရှက်လိုက်ပါရင် ူပေါင်းလေးကိုရောက်သွားတဲ့ဆင်ကိုဖမ်းဖို့ဟိပစ်ဟာလည်းနောက်ထပ်ဘူပေါင်းတစ်လုံးပေါ်တက်လိုက်ပါပြီ။ဒါပေမဲ့လို့ဆင်ကိုရောက်ဖို့ကိုစ조사ရင်းနဲ့လဲကျသွားခဲ့ရပါပြီ။ပစ်ကလက်ကလည်းသူ့နောက်ကိုခုန်ဆင်းလိုက်ပြီးတော့နှစ်ယောက်စလုံးကလည်းကျေပုံဘူပေါင်းလေးကိုရောက်သွားခဲ့ရပါပြီ။ပြန်တန်းနေဆင်မှာပဲပစ်ကလက်ဟာအိန္ဒိယရောက်ရင်သူ့ရဲ့မိသားစုနဲ့ကိုပြန်ဆောင်ရမှာကိုမဆောင်နိုင်တော့ဘူးဆိုပြီးတော့ပြောပါပြီ။သူငယ်ချင်းကလေးကမိသားစုနဲ့ကိုခွဲခဲ့ရပြီးတော့သူ့လိုမျိုးအကောင့်တွေနဲ့လည်းဘယ်တော့မှကိုမတွေ့ဘူးဘူးဆိုပြီးတော့ပြောလိုက်ခဲ့ပါပြီ။အဲ့ဒီနောက်ပိုင်းမှာတော့သူဟာလှောင်ရင်းထဲမှာအချင်းများစုကိုကုန်ဆုံးခဲ့ရပါပြီ။ဒီစကားကိုကြားရတဲ့ဟိပစ်ဟာလည်းသူ့လုံးနေတဲ့အမားကိုတိလိုက်ရပြီးတော့စိတ်ထိခိုက်သွားခဲ့ရပါပြီ။ သူ့ကိုမိတ်ဆွေကောင်တရားလုံးကိုမှတ်ယူထားတဲ့သူ့ကိုလှည့်စားနေမိတာကိုနောက်နားရသွားခဲ့ပါပြီ။နိုင်နေငယ်ကြာပြန်တန်းပြီးသွားရတဲ့နောက်မှာတော့သူတို့ဟာလည်း San Francisco, California ကိုရောက်လာခဲ့ပါပြီ။ဟိပ်ပစ်ဟာလည်းသူတို့ဆင်းဖို့အတွက်ကိုထိထိချောင်းတဲ့ပူပေါင်းကိုဖော်လိုက်ပါပြီ။ လက်စ်ဗန်ကတ်ကိုပြန်ပို့လို့နေပါပြီ။ဘူပေါင်းပြကြတဲ့အခါမှာသူတို့နှစ်ယောက်ဟာလည်း reality food show ရုပ်သံအစီအစဉ်တစ်ခုရဲ့ studio တဲကိုရောက်သွားခဲ့ကြပါပြီ။ Hippy ဟာလည်းတနေ့တာအတွက်ကိုစပေါ်မှုဖြစ်ခွင့်ရရှိသွားခဲ့ပါပြီ။ Picklenes ကပြောနေစင်ပါပဲ Hippy ဟာလည်းသူဟာချက်ပြုတ်ရတာကိုကြိုက်တယ်ဆိုပြီးတော့ဖွင့်ဟလိုက်ပါပြီ။အဲဒါကြောင့်ပဲစင်ကသူ့ကိုစပေါ်မှုလို့ကြည့်ဖို့ကိုတိုက်တွန်းလိုက်ပါပြီ။ Hippy ကတော့တငယ်ချင်းလက်မောင်းထရရရနေတာကိုတွေ့သွားတဲ့အခါမှာ Picklet ကလည်းသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးတော့သူတို့နှစ်ယောက်ကအတူတူအရသာရှိတဲ့ကြောက်ကြော်တစ်ခုကိုပြင်ဆင်လိုက်ကြပါပြီ။ဒုတိယဆင့်ကိုဆက်သွားကြတဲ့အခါမှာ Hippy ကလည်းပစံတကောင်ချက်ပြုတ်ရမှာကိုတည်လိုက်ရပါပြီ။ဒါပေမဲ့လို့ ယိုကအသက်ရှင်နေသေးတာကိုသိရတဲ့အခါမှာတော့စင်ကားသူ့ကိုခေတ္တဖို့ကြိုးစားပါရင်ရေပွက်ပွက်ဆူနေတဲ့ဒဲအိုရဲ့ပစုံကိုပြစ်ချမခံရအောင်လို့တိုက်ခိုက်နေချိန်မှာပဲပစ်ကလက်ဟာလေရိုက်ကွင်းတစ်ခုလုံးကိုဖျက်ဆီးမိသွားခဲ့ပါရင်ဟစ်ပေကတော့သူ့ရဲ့ကြောက်ဥကြောက်ကိုပဲဒိုင်လူကြီးတွေစံကြည့်ဖို့ကိုပေးလိုက်ပါရင် ပထမဆုံးကိုက်စားပြီးသွားတဲ့အခါမှာဂျူရီကလည်းသူ့ရဲ့အလုပ်ကိုချီကျူးပြီးတော့ဟစ်ပစ်ကိုစုတစိပေးရပါတယ်။အဲဒီအချိန်မှာပဲလီယင်းဖင်နဲ့လက်ဒီကာတို့ကလည်းတီဗီကြည့်နေကြပြီးတော့ဆန်ဖရန်စစ္စကိုကိုသွားခဲ့ပြီးတော့ပစ်ကလန်နဲ့တွေ့ဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ယိုတီရဲ့ဟစ်ပစ်ကတော့လီယင်းဖင်စီကဖုန်းခေါ်ဆုံးမှုရပါတယ်။လီယင်းဖင်ကတော့သူ့ရဲ့ကားပေါ်ကုန်ကိုလာကောင်းမယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့ဟစ်ပစ်ကိုလည်းစောင့်ဆိုင်ခိုင်းပါတယ်။ဒါပေမဲ့လို့ဟစ်ပစ်ကတော့စောင့်မနေဘဲနဲ့သူ့ရဲ့တငယ်ချင်းနဲ့တူတူထွက်ပြေးပြီးတော့အမှန်တရားကိုပြောပြဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လို့လန်တန်မှာသူ့ကိုတွေ့ဖို့သွားနေစင်မှာပဲဟစ်ပစ်ကတော့ပစ်ကလန်ဟာလည်းအစာအုပ်တစ်ခုတည်းကိုဝင်ပြီးတော့ရေချိုးစလုံးထဲမှာ မှာရေချိုးနေတာကိုသတိထားမိပါတယ်။လင်ယွန်ကတော့ဆင်ကိုပုတ်သက်ပေးနေစမှာပဲဟစ်ပစ်ကတော့အိတ်ဆက်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီစမှာပဲဟစ်ပစ်ဟာသူ့ရဲ့အလုပ်ဖို့ကောင်းဘီရာကိုအိမ်မက်မှတ်ပါတယ်။ဒီအမက်ကတော့သူ့ရဲ့စဉ်းစားနေတဲ့ကျင့်ဝတ်ပဿနာကိုဖွင့်ရဖို့အခွင့်ရပေးခဲ့ပါတယ်။ဟစ်ပစ်ကတော့သူဘာလို့ရမှန်းကိုမသိဘူးလို့ပြောခဲ့ပြီးတော့ဆင်ကိုပြန်အပ်ရင်ဒေါ်လာတစ်သန်းရမယ့်စုချေးကိုလိုချင်ပေမဲ့လို့သူ့ရဲ့တငယ်ချင်းကိုအရင်ကလိုမျိုးဘဝစိုးကြီးတဲ့ကိုပြန်ပို့မနေချင်ဘူးဆိုပြီးတော့လည်းပြောပါတယ်။ဘီရာကတော့သူမဟာစုချေးငွေအတွက်ကိုမှပြဆုံးနေတဲ့အကောင့်တွေကိုမရှာဖွေခဲ့ဘူးလို့လည်းပြောပါတယ်။ ူမရဲ့တကယ်ရွယ်ချက်ကတော့သူတို့ကိုအိမ်ပြန်ပို့ပြီးတော့ချက်ချင်းမြတ်တာနဲ့ဂရုစိုက်မှုရစေဖို့ဖြစ်ပါ යි ။ဒီချိန်မှာပဲဘီရာကတော့ဟစ်ပင်းနဲ့ဘလိုမျိုးတွေ့ဆုံခဲ့တယ်ဆိုတဲ့ဇာတ်လမ်းကိုပြပြပါ යි ။တနေ့တုန်းကတော့ဘီရာဟာဘေကွန်ချမ်ပါရှင်စီကကိုဖုန်းခေါ်ဆုံမှုရပါ යි ။ချန်ကထွက်ပြေးသွားတဲ့တားပေါက်ကိုပြန်ရှာပေးဖို့လည်းဖြစ်ပါ යි ။ဟစ်ပင်းကိုတွေ့တဲ့အခါမှာတော့သူကြောက်နေတာကိုမြင်ပြီးတော့ဘီရာကသူ့ကိုပြန်မပေးနိုင်ဘူးဆိုတာကိုသိလိုက်ပါ යි ။အဲ့ဒီနေ့မှာပဲဘီရာကဟစ်ပင်းကိုမွေးစားဖို့ဆုံးဖြတ်ပြီးတော့အချိန်ကြာလာတာနဲ့အမျှနှစ်ယောက်သားဟာလည်းအကောင်းဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ပါ යි ။ဘီရာကတော့ဟစ်ပင်းရဲ့ဖို့ပြမှုဟာသူမရဲ့အကောင်းဆုံးဆုလည်းဖြစ်ခဲ့ပါ යි ။ ဒီအမှတ်ပြီးမှတော့ဟစ်ပစ်ကိုလီယွန်ကတော့နှိုးလိုက်ပါပြီ ဖိကလက်ကြောင့်ရေယုံနေတဲ့အကြောင်းကိုသတိပေးဖို့လည်းဖြစ်ပါရင်ကြားလန့်သွားတဲ့ဟစ်ပစ်ဟာလည်းဒုတိယတက်ကိုတက်ပြီးတော့ဆင်ပလိုရှိနေတယ်ဆိုတာကိုကြည်ပါရင်ဆင်ဟာရေကူးထပ်ဖို့အမေမရှိလို့မတင်ယူဘူးတာကိုသိရပါရင်ဒါကိုကြားတဲ့ဟစ်ပစ်ကတော့သူ့ရဲ့တငယ်ချင်းကိုမျက်နှာချက်ပေါ်ရအောင်လို့အရာဝတ္ထုတွေကိုပုံပြီးတော့ကုညီဖို့ဆုံးဖြတ်ပါရင်ဒါပေမဲ့ဖိကလက်ကတော့မရောက်နိုင်တဲ့အတွက်ကိုသူ့ရဲ့နှမောင်းနဲ့ဟစ်ပစ်ကိုကယ်တင်လာရပါရင်ဟစ်ပစ်ကတော့ဆင်အသက်ရှင်ဖို့တညာလုံးရေမျက်နှာပြင်ပေါ်ကိုတက်ပြီးတော့အောက်ဆီဂျင်တက်ပြီးပါရင်တချိန်ထဲမှာပဲလူဝီကအရှိတကားကိုဖွင့်ဖို့ကြိုးစားပါရင်ရုပ်ရည်သတင်းစာပို့တဲ့သူတယောက်ကဖန်သားကိုသတင်းစာနဲ့ပေါက်လိုက်တဲ့အခါမှာပဲဖန်ကကွယ်တောက်ခဲ့ပါရင်ရေဖျား ကတော့ဂျန်နာရီကိုလှုပ်ဆောင်ပြီးတော့တကားပွင့်ထွက်သွားခဲ့ပါပြီ။ရေရီပြတ်ထွက်သွားတဲ့အခါမှာတငယ်ချင်းနှစ်ယောက်ဟာလည်းလမ်းအလေကိုရောက်သွားခဲ့ပါပြီ။ပစ်ကလက်သတိလေးနေတာကိုမြင်တဲ့ဟစ်ပေကတော့စိတ်ပြတ်သွားခဲ့ပြီးတော့နှိုးဖို့ကြိုးစားပါပြီ။ဒါပေမဲ့လို့ဆင်ကမလို့ပါဘူး။ဟစ်ပေမျောလင်းချက်ပြောင်းနေတော့မှပဲပစ်ကလက်မျက်လုံးဖွင့်လာခဲ့ပြီးတော့၃ယောက်စလုံးကချီးကျူးကြပါပြီ။ ဒါပေမဲ့ဒီချိန်မှာလီပင်ကရရှိလာခဲ့ပြီးတော့ဟစ်ပစ်ကိုကျေစုတင်ပါတယ်။စူချင်းငွေတွေကိုလည်းပေးပါတယ်။ဒါကိုကြားတဲ့ပစ်ကလက်ကတော့မယုံမရှင်းဖြစ်ပြီးတော့သူ့ရဲ့တငယ်ချင်းကဒီလောက်ကြောက်အောင်လို့လှည့်စားနေတာကိုမယုံနိုင်ပါဘူး။ဒါပေမဲ့လို့ဒီဇယ်လန်အမှန်ကိုမေးမြန်းတဲ့အခါမှာဟစ်ပစ်ကစင်ကိုစက်ကက်စီကိုပြန်ပို့ဖို့သူ့ကိုငှားရမ်းထားပေးမယ်လို့လမ်းမှာသူ့ရဲ့တငယ်ချင်းနဲ့မိတ်ဆွေတွေဖြစ်သွားလို့စိတ်ပြောင်းသွားတယ်လို့ဝန်ခံလိုက်ပါတယ်။ဟစ်ပစ်ကတော့လီပင်ကိုငွေပြန်ယူဖို့ပြောပြီးတော့သူ့ရဲ့တငယ်ချင်းကိုလည်းအိန္ဒိယကိုပြန်ပို့ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ ဒါပေမဲ့လို့အမှန်တရားကိုတည်ရတဲ့ပစ်ကလက်ဟာလည်းဟစ်ပေးရဲ့ကိုညင်မှုကိုလက်မခံဘဲနဲ့ထွက်ခွာသွားပါပြီ။ပစ်ကလက်ကတော့ဗီကက်ကိုပြတ်မသွားဘူးဆိုတာကိုတည်ရတဲ့လီပင်ကဖလူဖီနဲ့သူ့ရဲ့မိချောင်းကိုအကူအညီတောင်းပါပြီ။ဟစ်ပေးကတော့ဒီမိချောင်းတွေမှာရွှေသွားတစ်ချောင်းရှိတာကိုမြင်တဲ့အခါမှာတော့ဘီရာကိုဝါဖျက်ခဲ့တဲ့တရဝါဆိုတာကိုတည်လိုက်ရပါပြီ။သူ့ဘဝရဲ့အနာကျဉ်ဆုံးအမှန်တရားရရခဲ့တဲ့ဟစ်ပေးဟာတတိလက်သွားခဲ့ရပါပြီ။ဖလူဖီကတော့ပစ်ကလက်ကိုအတင်းအားဓမ္မလှောင်ရင်းကိုထည့်ပို့လိုက်ဖန်ပါပြီ။မင်းနဲ့ငယ်ကြာသွားတဲ့အခါမှာတော့လီပင်နဲ့ဆင်ဟာလေဆန်ဖရန်စစ္စကိုကနေကိုဝေးကွာသွားခဲ့ရပါပြီ။ လက်တီကီယာကတော့ရရှိလာခဲ့ပြီးတော့ဟစ်ပစ်ကိုတွေ့ပါပြီ။ဟစ်ပစ်ကိုနှိုးပြီးသွားတဲ့နောက်မှာတော့လက်တီကာကလည်းပစ်ကလက်ကိုခေါ်သွားပြီးဆိုတာကိုသိရပါပြီ။ဟစ်ပစ်ကတော့ကိုညီဖို့ကိုကန့်လန့်ပါပြီ။သူရရှိခဲ့တဲ့စူချင်းငွေတွေကိုယူပြီးတော့ဟစ်ပစ်ဟာလည်းသူ့ရဲ့ဖန်စီကိုသွားတဲ့အခါမှာလက်တီကီယာကလည်းပီကန်နဲ့ကိုရာလာကိုကဲတင်ဖို့ဒီကားကိုတုံးထားတယ်ဆိုတာကိုတွေ့ရပါပြီ။ဒီချိန်မှာပဲအကောင်တွေကတော့ဟစ်ပစ်ကိုလက်စားချေဖို့အခွင့်ရရပါပြီ။ဟစ်ပစ်ကိုတိုက်ခိုက်ကြပါပြီ။အခုအားလုံးကညီမျှသွားပြီဖြစ်လို့ပစ်ကလက်ကိုလည်းတိုက်ခိုက်ဖို့အတူတူလှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ဒီမရှင်အောင်မြင်ဖို့ဟစ်ပစ်ဟာလည်းစူပါရိုစတာဆိုတဲ့ကတ်တုန်းတူရဲကောင်တစ်ယောက်ကို ွင့်ကြီးတားလိုက်ပါ යි ။ကေတမိုးအတွက်ကိုဒေါ်လာသတ်တန်းပေးဖို့ကိုကန့်လှမ်းလိုက်ပါ යි ။လက်ဒီကရကလည်းဟစ်ပစ်ဟာပစ်ကလက်ကိုကဲဖို့ငွေရီအလုံးကိုဆက်လုပ်ဖို့ဆန္ဒရှိနေတာကိုတွေ့ရတဲ့ခါမှာတော့အာအတင်းသွားကြရပါ යි ။ညနေပိုင်းမှာတော့ဆင်ဟာလည်းဇက်စင်ပေါ်ကိုတက်ပြီးတော့ပြတ်တောက်မှုကိုစတင်ပါ යි ။ဒါပေမဲ့လို့သူဟာအရင်ကထက်ပိုပြီးတော့မပြောရှင်ပါဘူး။လေ့ကျင့်ထားတဲ့ကာကွက်တွေကိုလည်းလိုက်နာပါ යි ။ပြပွဲစတင်တဲ့အခါမှာရေးပေါ်ထွက်ပေါက်အလုံးကိုပိတ်ထားတာကိုဟစ်ပစ်ကသတိထားမိသွားခဲ့ပါတယ်။လီပင်ကတော့အစာအုပ်တစ်ခုလုံးကိုဒုံးပြက်ဖြစ်ကိုပြောင်းလဲထားတာကိုလည်းသိရပါတယ်။ ုံပြပြတင်ဖို့အကြံရည်အတွက်ကိုရေတွက်နေစင်မှာပဲလီပင်ကပြိတ္တအားလုံးကိုခပတ်တွေပတ်ဖို့ပြောပါရင်ဒီပြပွဲဟာလည်းမမရနိုင်တဲ့ပြပွဲဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောပါရင်ဒီရှင်မောင်လည်းဟစ်ပင်းနဲ့သူ့ရဲ့အဖွဲဟာလည်းဖန်နဲ့ဒုံကြီးကိုလိုက်ဖို့ကိုထွက်လာခဲ့ပါရင်စူပါရိုစတာရဲ့အကူအညီနဲ့ခရီးရဲ့အရှင်ကိုမြင့်တင်ပါရင်မိနစ်နဲ့ငယ်ပြန်သွန်းပြီးသွားတဲ့နောက်မှာတော့ဖန်ဟာလည်းအင်အားကုန်ခံလာခဲ့ပါရင်ပီကေကလည်းသူ့ရဲ့အတန်တန်ငွေ့ရင်းနဲ့စနစ်ကိုလည်းပြန်ဖြစ်ပြီးပါရင် အာကာသာရေးကိုရောက်သွားတဲ့အခါမှာလီပင်ကဒုံးမြက်ကိုရက်လိုက်ပါပြီ။ဒါကြောင့်မလို့ဆွေးငင်အာကနဲသွားခဲ့ပြီးတော့လီပင်ဟာလည်းမျောနေခဲ့ပါပြီ။ဒီရှင်မှာပဲလီပင်ကပြပွဲကိုဆက်လုပ်ဖို့ကိုဆော်ပြလိုက်ပါပြီ။ပစ်ကလက်ကလည်းပရိသတ်တွေကိုဖျော်ဖြေဖို့ဆက်စင်ပေါ်ကိုတက်ရပါပြီ။ဒါပေမဲ့ဟစ်ပေးရဲ့ဖန်နီကက်လာရာကိုမြင်တဲ့အခါမှာပစ်ကလက်ဟာလည်းသူ့ရဲ့တငယ်ချင်းကသူ့ကိုကယ်ဖို့အာကာသာရေးထိကိုလာတာဆိုပြီးတော့တိလိုက်ရပါပြီ။ဒါကြောင့်မလို့ဆက်စင်ကနေကိုထွက်ပြီးတော့ဟစ်ပေးစီကိုသွားလိုက်ပါပြီ။ဒေါသထွက်နေတဲ့လီပင်ကတော့ဖလူဖီကိုခိုက်ပြီးတော့ဟစ်ပေးကိုဝါစီပါပြီ။သူကိုယ်ရင်ကတော့ဆင်နောက်ကိုလိုက်ပါပြီ။ ဒုံမြဝင်သွားတဲ့အခါမှာဟစ်ပစ်ကလည်းဖလူဖီနက်ကိုတွေ့လိုက်ရပါပြီ။ကရလာကတော့သူ့ကိုကင်တွင်နေတယ်လို့ပြောခဲ့ပြီးတော့ဟစ်ပစ်ကိုစင်ကိုလောက်အောင်လုပ်ဖို့ဆိုပြီးတော့အမေပေးလိုက်ပါပြီ။ဒါပေမဲ့လို့ဟစ်ပစ်ကတော့တန်ကျိုးတွေကိုဖြင်းနေစင်မှာပဲလီပင်ကသူ့ကိုဆွဲခေါ်သွားခဲ့ပါပြီ။ပီကေကတော့တိုက်ပွဲတစ်ခုကိုပြန်ပြဖို့အတွက်ကိုဆုံးဖြတ်လိုက်ပါပြီ။တစ်ဖက်မှာတော့မိချောင်းနဲ့ကိုရလာတိုက်ပွဲဖြစ်နေခဲ့ပြီးတော့နောက်တစ်ဖက်မှာလူနေဝက်ကတော့တိုက်ပွဲဖြစ်နေခဲ့ရပါပြီ။တိုက်ပွဲတွင်းမှာပူဒယ်ရီပါထိခိုက်သွားပါပြီ။ဖလူဖီကိုချစ်မိပြီးသွားတဲ့နောက်မှာတော့သူ့ကိုဝါစာဖို့ကြိုးစားပါပြီ။ ဘီရာကိုတက်ခဲ့တဲ့တရဝါကိုမြင်တဲ့ဟစ်ပစ်ကလည်းသူ့ရဲ့လက်နက်နဲ့ကိုထိုးပြီးတော့မတော်တဆတစ်ခုဖြစ်စေခဲ့ပါ යි ။ရဒီကီယာနဲ့ရှိနေတဲ့ဖန်ဟာလည်းဒုံးမြင့်ကားနေကိုခွဲထွက်သွားခဲ့ပါ යි ။ရေပိနဲ့ဖလိုဖီတို့ဟာလည်းအာကာသာထဲမှမျောနေကြပါ යි ။ဇက်စစ်ဘော်ကအကောင်နေအလုံးဟာလည်းအပေါက်စီကိုဆွဲငင်ခံရပါ යි ။ပစ်ကလက်ကလည်းညှက်မိပြီးတော့အသက်ရှူလို့မရတော့ပါဘူး။ဟစ်ပစ်ကတတိလက်သွားခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းကသူ့ကိုမထိနိုင်တော့ပါဘူး။ဟစ်ပစ်ဟာဒုံးမြင့်ကားနေကိုဝေးကွာသွားတော့မှပဲစူပါရူစတာပေါ်လာခဲ့ပြီးတော့ဖန်စီကိုပြန်ပို့ပေးပါ යි ။ဒီချိန်မှာပဲကိုရာလာကတော့ပစ်ကလက်ကိုလုံအောင်လို့ကူညီပေးပါ යි ။ဖန်ကတော့ဒုံးမြင့်နဲ့ကိုပြန်ချင်မိပါ යි ။ အခုဖွဲ့ရဲ့နောက်ထပ်စင်ခုံမှုကတော့ကဘာမြေပြင်ကိုပြန်လည်ပြီးတော့ဆင်ဖို့ပဲဖြစ်ပါပြီ။ပြည်ကရဲ့အတန်တန်ငွေတွေနဲ့စူပါရိုစတာရဲ့အားတွေကြောင့်ပဲဒီမရှင်ဟာအချိန်တိုတွင်းမှပြီးမြောက်ပါပြီ။ဒုံမြက်ကတော့မြေပြင်နဲ့ထီတော်မဲ့အချိန်မှာပဲဟစ်ပစ်ကတော့ပရာရှူးဖြန့်ပြီးတော့ကာကွယ်လိုက်ပါပြီ။ ကမ္ဘာမြေပြင်ကိုရောက်လာတဲ့အခါမှာပရိသတ်တွေကလည်းခပ်ပတ်တွေကိုဖြည့်ပြီးတော့မင်းမရနိုင်တဲ့ပြပွဲအတွက်ကိုလက်ခုပ်တီးကြပါ යි ။ပရိသတ်တွေထွက်သွားတဲ့အခါမှာဟစ်ပစ်ကတော့အားလုံးကိုအိမ်ပြန်ဖို့အချိန်ရောက်ပြီဆိုပြီးတော့ပြောပါ යි ။လက်ထီဆီယာကလည်းခိုရလာကိုသူနဲ့တူအော်စတြေးလျကိုသွားဖို့ဖိတ်ခေါ်ပါ යි ။ပီကက်တွက်ကတော့စူပါရိုစတာကဟောလိဝုဒ်မှာထထုတ်တဲ့သူတွေနဲ့ကိုမိတ်ဆက်ပေးမယ်လို့ပြောလိုက်ပါ යි ။လူဝီကတော့လက်ဖေးကက်မှာနေဖို့ဆုံးဖြတ်လိုက်ပြီးတော့အိမ်ဆောင်ကတော့ပူတယ်တွေကိုဂရုစိုက်ဖို့တာဝန်ယူပါ යි ။ပီကလက်ကိုအိန္ဒိယကိုပြန်ပို့ပြီးသွားတဲ့အခါမှာတော့ဟစ်ပစ်ကတော့အမေရိကန်ပြည်ထောင်စုကိုပြန်လာခဲ့ပြီးတော့သူ့ရဲ့အရသာရှိတဲ့ကျောက်ကျော်ရီရောက်ဖို့စာလေးတစ်ခုကိုဖွင့်လိုက်ခဲ့ပါ යි ။ဒီနေ့ ြာမှာတော့ Piglet ဟာလည်းသူ့ရဲ့တငယ်ချင်းကိုပြန်တွေ့ဖို့ရလာခဲ့ပြီးတော့သူ့ရဲ့မိသားစုနဲ့မတွေ့တာကြောင့် Figet ကိုပြန်ဖို့ကိုဆုံးဖြတ်ခဲ့တာဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲ Happy နဲ့ Leticia တို့ဟာလည်းအခုအတူတူလုံနေတာကိုတွေ့လိုက်ရပါတယ်။သူတို့ကတော့တခြားသောမိတ်ဆွေတွေနဲ့အတူတူအကောင့်တွေကိုကယ်တင်နေခဲ့ပြီးတော့ Piglet ကိုလည်းအဖွဲ့ဝင်တင်နေတဲ့ကိုကြိုဆိုလိုက်ပါတယ်။ကယ်တင်နေရလိမ့်မှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။အခုလိုမျိုး animation စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးကြပါအောင်နော်။ ်ခေတ္တဆိုရင်နောက်တစ်နေ့မှာစကားကောင်းနေတဲ့တူပြန်လဲဆုံတွေ့ကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်